အလုံးမဲမင်္ဂလာအများကောင်းဆက်တင်ထားတာမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့ GIA ကိုအပြတ်ရှင်းရမြို့ဆိုလာတဲ့အပေါသာထွက်မြတ်သူပြောလာတဲ့ရုပ်သံဖိုင်လေးကိုပြန်မြဲမျှဝေပေးလိုက်ပါတယ်ခင်ဗျာဒီမှာအပေါသာထွက်မြတ်သူကအဲဒီကြောင့်လဲဆက်ဆက်ပြီးဒေါအောင်ဆန်းစုကြည်ဘော်ကိုဘယ်လိုလဲဝေဖန်ပြောဆိုထားတယ်လဲဆိုတော့ကိုအလုံးဝင်ရောက်ကြည့်ရှုလေးလာတော့ဝေဖန်ပေးကြပါဦးခင်ဗျာအလုံးကိုလည်းကောင်းဆက်တင်ထားတာမှာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မတက်မတော်ကတော့တီပေါ်မျိုးကိုအပီးတိုင်တိုက်ခိုက်သိမ်းပိုက်လိုက်ပါပြီအကျန်းဖတ်တောင်းကျင်းသူ TNL တဘုံကတော့မျိုးရင်းမှာရှိတဲ့ပြည်သူတွေရဲ့စီးရဲဥစ္စာများကိုလူယူတာတွေမိရှုဖြက်စီးတာတွေကိုစားမရတဲ့အမဲတဲနဲ့ပတ်ဆိုသူတို့ပြုတ်လုခဲ့တာပါမြမတက်မတော်တရားဥပဒေစိုးမိုးရေးနဲ့ဒီမိငိမ့်သက်ရေးတွေကိုဒါဆင်ဆက်မပြတ်ဆက်လက်လှုပ်ဆောင်နေတာပါကြောင်မဲမျိုးကိုတိုက်ခိုက်ရတာလောက်ဒီတီပေါ်မျိုးကိုသိမ်းပိုက်ရတာဟာမခက်ခဲခဲ့ဘူးဆိုတာလည်းသိရှိရပါတယ်မြမတက်မတော်သားများအထူးကအကြဆုံးနည်းနည်းနဲ့ဒီတီပေါ်မျိုးကိုတိုက်ခိုက်သိမ်းပိုက် ခဲ့နိုင်တဲ့အတွက်ကြောင့်မို့လဲအမတမ်းမှဝမ်းသာဂုဏ်ယူဖြစ်ရပါတယ်မြန်မာတပ်မတော်အနေနဲ့ကမူဆယ်ဒီမန္တလေးလမ်းမကြီးကိုပွင့်ဖို့အတွက်ကိုကြိုးပမ်းအားထုတ်နေတာဖြစ်ပါတယ်ဒီဘောမျိုးရရှိတဲ့အချိန်ဟာဒီနေပြည်တော်မှာ NCA ဆယ်နှစ်ပြည့်ကိုတပ်မတော်ကောင်းဦးစီးရောဘုံချုပ်မူကြီးမင်းအောင်လိုင်းနဲ့တကွတခြားသောငင်းငယ်ကြီးကောင်စီဝင်တွေတခြားသောတိုင်းသားခေါင်းဆောင်တွေအာပါတီမထူးစင်ဖော်တို့နဲ့တကွတခြားသော DKPA ခေါင်းဆောင်တွေအဲပို့ဦးကဥခုံးကာတို့တက်ရောက်လာတာတွေ့ရှိရမှာဖြစ်ပါတယ်တကယ်တော့ MCA ဆိုတာကတမရိုင်းဥသိမ်းစိန်လက်ထက်မှာပြုတ်လုခဲ့ပြီးတော့တတနိုင်ငံလုံးအတိုင်းအတာတစ်ခုအနေနဲ့အပြစ်ခက်ရဲ့ဆဲရေးကိုတမရိုင်းဥသိမ်းစိန်ကသူ့တတန်းမကုံဆုံးသွားခင်မှာဆွမ်းဆွမ်းတမန်ကျိုးပန်းအားထုတ်ပြီးတော့ပြုတ်လုခဲ့တာပါဒီကျိုးပန်းအားထုတ်မှုကိုဒေါအောင်ဆန်းစုကြည်အနေနဲ့ကဘလို့မှတ်ချက်ပေးခဲ့ရလဲဆိုလို့ရှိရင်အလင်းစလို့လက်မှတ်မရေးထိုးဖို့လဲပြောကြားခဲ့တာကိုကျွန်တော်အမှတ်ရမှာဖြစ်ပါတယ်တန်တန်ကောင်းဆောင်များအနေနဲ့ NCO အကောင့်မမြင်မှုအလင်းစလို့လက်မှတ်မရေးထိုးဖို့လဲပြောခဲ့တာရှိပါတယ်ဒေါအောင်ဆန်းစုကြည်လက်ထက်မှာဆိုရင် NCO ဆက်လက်ပြီးတော့အသက်မသွင်းတော့ဘဲနဲ့ ဒီ22ရာစုပင်လုံးဆိုတဲ့ဝေါ်ဟာရကိုအသုံးပြုပြီးတော့ကျင်းပခဲ့တာရှိပါတယ်ဒါပေမဲ့ကောင်းမွန်တဲ့ရလက်ထင်ရှားရလက်ဘာတစ်ခုမှဖြစ်ပေါ်မလာဘဲနဲ့ဒါအေးဟာဒေါအောင်ဆန်းစုကြည်လက်ထက်မှာပဲပုံမိုးပြီးအင်အားကြီးထွားလာခဲ့တာဖြစ်ပါတယ်ဒါကတော့ဒေါအောင်ဆန်းစုကြည်လက်ထက်ရဲ့ငြင်းချမ်းရေးအခြေအနေတစ်ခုပါနောက်တစ်ခုကလည်း TNL ကအဲ့ဒီအချိန်မှာမေမျိုးအဝင်မှာရှိတဲ့တိုးဂိတ်တွေကိုမီရှုပ်ဖျက်ဆီးတာတွေပြီးတော့စစ်တင်နှန်းကြောင်းကို short tight ဒုံးနဲ့ပစ်တာတွေဒါတွေကိုဒေါအောင်ဆန်းစုကြည်ကောင်းဆောင်တဲ့အစိုးရလက်ထက်မှာ TNL ဟာအကြမ်းဖက်လုပ်ရက်တွေကိုပြုလုပ်ခဲ့တာဖြစ်ပါတယ် ။နောက်ပြီးတော့ AA ကလည်းဒေါန်ဆန်းစုကြည်အုပ်ချုပ်နေတဲ့တတန်းကာလမှာပဲဒါတောက်လျှောက်ကိုရခိုင်ပြည်နယ်မှာတိုက်ပွဲတွေပေါ်ဆောင်ခဲ့တာဖြစ်ပါတယ်ရခိုင်ပြည်မြောက်ဘက်မှာတိုက်ပွဲတွေပေါ်ဆောင်ခဲ့တာရှိပါတယ်။ KIA ကလည်းလာဒရန်တူဒေါန်ဆန်းစုကြည်လက်ထက်မှာပဲလက်ထက်မှာတင်ပဲတိုက်ပွဲတွေအဲပေါ်ဆောင်ခဲ့တာရှိပါတယ်။တိုစင်ကအဆိုရဖြစ်နေတဲ့တမရဦးဝင်းမြင့်နဲ့ဒေါန်ဆန်းစုကြည်တို့ဟာဒီနိုင်ငံတော်ကိုဆန့်ကျင်တိုက်ခိုက်နေတဲ့သဘုံတွေကိုတိုက်ခိုက်ဖို့အတွက်ကိုတိုက်ရိုက်ကိုတမရကိုအမိန်ပေးညွှန်ကြားခဲ့တာလည်းရှိပါတယ်။အဲခုကြတော့ဒါတို့ဟာဒီလိုမျိုး မိတ်တွေကိုပေးခဲ့တာတက်မလို့ရတင်ပြမှုကြောင်းလို့ပြောရရင်လည်းရှိပါတယ်တကယ်တမ်းကျတော့ရှင်ဒီခေတ်ကမီဒီယာခေတ်ပါဘယ်တဘောကဘာလုပ်နေလဲဆိုတာကိုသိရှိဖို့ကတိတ်ပြီးတော့မခက်ခဲတဲ့အခြေအနေတစ်ခုဖြစ်ပါတယ် NCA ဆိုတာကတနင်္ဂနွေလုံးနေနဲ့အပြည့်ခက်ရဆဲပြီးငင်းချင်းကြီးကိုတွားဖို့တက်ကိုတမနာရေးဥသိမ်းစိန်ကသဘောထားကြီးကြီးနဲ့ KNU KIA ပါဝင်မြန်မာတနင်္ဂနွေလုံးမှာရှိတဲ့လက်အနေလျောက်မြင်းဆောင်မကြံကိုခေါ်ပြီးတော့ဆွေးနွေးခဲ့တာဖြစ်ပါတယ်ဒီဟာကဗဇက်နဲ့ပြောပြီးတော့ဆွေးနွေးခဲ့ပြီးတော့ဗဇက်နဲ့ပဲသဘောတူခဲ့တာမဟုတ်ပဲနဲ့ တကယ်တိုင်းတန်းခေါင်းဆောင်တွေတကယ်ကိုအမျှော်မြင်ရှိတဲ့သူတွေဟာလက်မှတ်ရေးထိုးခဲ့တဲ့အတွက်ကြောင့်မလို့ဘဲသူတွေကဘလောက်ပဲသဘောလေးတွင်တူရဲတယောက်တည်းသဘောနဲ့ NC ဟာပြတ်သုံးသွားပြီပဲပြောပြောဒီ NC ရဲ့သဘောတူညီချက်တွေဟာဒါအမြဲတမ်းဆက်ဆက်မပြတ်ခိုင်မာစွာတည်ရှိနေမှာဖြစ်ပါတယ်အဲတက်မတော်ခေါင်းဆောင်တွေပြောထားတဲ့စကားရှိပါတယ်တက်မတော်ကငင်းငင်းကိုအလိုလားဆုံးအဖွဲ့အစည်းဖြစ်တယ်ဆိုတာကိုပြောကြားခဲ့တာကိုသတိရမှာဖြစ်ပါတယ်တကယ်တမ်းကျလို့ရှိရင်တော့တကယ်တိုက်တိုက်လို့ရှိရင်သိရင်စစ်သားတွေတည်တာဖြစ်ပါတယ်ငငယ်သမားတွေဟာဗဇက်ဗဇက်နဲ့ပဲဒါ အဆက်နဲ့ပဲပြဿနာရှာကြတာဖြစ်ပါတယ်တကယ်တမ်းတက်မတော်သားတွေကတက်မတော်ရဲ့ဒီရှေ့တန်းစစ်မျက်နှာတွေမှာတိုက်ခတ်ရတဲ့အတွက်ကြောင့်မလို့ဒီတက်မတော်သားတွေဟာဂျင်းဂျင်းကြီးကိုပို့လို့လာရဆိုလို့ရှိရင်ဒါမမားတဲ့စကားဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်တက်မတော်သားတယောက်သေလို့ရှိရင်တက်မတော်ရဲ့မိခိုးနေတဲ့တက်မတော်ရဲ့ဇနီးမယားတွေနောက်ပြီးတော့သားသမီးတွေပါဖခင်မဲ့ပြီးတော့ဒုက္ခရောက်ကြရပါတယ်။ဒါကြောင့်တက်မတော်သားတယောက်ကြာဆုံးတာဟာတက်မတော်သားတယောက်တင်မဟုတ်ပါဘူး။တက်မတော်သားကိုမိခိုးနေတဲ့မိဘသားသမီးဇနီးပါကြာရှုံးနေဆိုလို့ရှိရင်လည်းမမားပါဘူး။ ီလိုမျိုးပိတ်ဆက်သွားတဲ့မိသားစုတွေမြမတက်မတော်မှာအများကြီးရှိပါတယ်ခုခေတ်မှာမရှိတာမဟုတ်ဘူးဟိုလွတ်လပ်ရေးရခဲ့ရဗီအိုင်အခက်ခဲတဲ့ဒီတောက်လျှောက်ထိကိုဘုံဆိုးမှဖြစ်သွားခဲ့တဲ့တက်မတော်သားမိသားစုဝင်တွေဘုံဆိုးဖာတဆိုးဖြစ်သွားရတဲ့တာသမီတွေဟာတက်မတော်မှာအများကြီးရှိတယ်ဒီမိသားစုတွေဟာဒီနိုင်ငံတော်ကြီးမပြုတ်ကွဲသွားအောင်နိုင်ငံတော်ကြီးကမ္ဘာအလယ်မှာဒီလိုမျိုးဒီတိုင်းပဲရှိအောင်မတမာသူတွေရဲ့ဒဇင်အောင်ခွဲထုတ်ပြီးတော့ ီတောင်စုပြုတ်ကွဲအောင်လုပ်တဲ့အပြုတ်မှုတွေကနေပြီးတော့ကာကွယ်ရင်းနဲ့သူတို့ရဲ့ဘဝတွေကိုပိတ်ဆက်သွားခဲ့တာဖြစ်တယ်။ဥပမာဆိုကချင် KIA အကြက်ဖက်တောင်းကျန်သူတပုံဆိုလို့ရှိရင်လည်းအများနဲ့ဝမ်ပေါင်းနိုင်ငံတော်ကြီးတည်ဆောက်မှုတွေကိုပြောနေတာဖြစ်တယ်။တကယ်ကြမ်းကြလို့ရှိရင်တော့ပြည်တော်စုမပြုတ်ကွဲဆိုတာတက်မတော်ရဲ့တာဝန်မဟုတ်ဘူး။တကယ်တော့တက်မတော်တစ်ခုတည်းတာဝန်မဟုတ်ဘူး။တက်မတော်အပါဝင်မြန်မာနိုင်ငံသားအားလုံးရဲ့တာဝန်ဖြစ်တယ်။ကျွန်တော်မြန်မာနိုင်ငံတော်ကြီးဟာဟိုရှေးစင်ဆက်ပြုခစ်ပကံအင်းဝပင်းရကုန်းမောင်စတဲ့ခစ်အဆက်ဆက်တောင်ကူခစ်ညောင်ရမ်းခစ်ကုန်းမောင်ခစ်အဆက်ဆက်တိုင်အောင် မြန်မာဘရင်ရဲ့အချုပ်ချာအာဏာဟာမြောက်ဖက်ဆိုလို့ရှိရင်ရွှေလီမြဝမ်းเนาะ AR မြဖြားပူတာအိုးအောက်မှာဆိုလို့ရှိရင်တလင်ကြီးအငူဆိုတော့ဒီနေ့ခေတ်မလေးနိုင်ငံသားအထီတော်ရောက်ခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးကြက်ပြန့်တဲ့ဒါမြန်မာနိုင်ငံတော်ကြီးဟာပကံခစ်နယ်နိမိတ်တွေမှာလည်းမြန်မာနိုင်ငံရဲ့နယ်နိမိတ်ကိုတွေ့ရမယ်ဘရင်တော်ကြော်တင်တော်ရဲ့ထားခစ်မှာလည်းမြန်မာနိုင်ငံတော်ရဲ့နယ်နိမိတ်တွေ့ရမယ်အလောင်းမင်းဒီယာဦးအောင်စရာဆင်ဖြူရှင်ခစ်စတဲ့ခစ်တွေမှာလည်းမြန်မာနိုင်ငံရဲ့နယ်နိမိတ်တွေကိုတွေ့ရမယ်လွတ်လပ်ရတဲ့အခါမှာမြန်မာနိုင်ငံဟာပိုပြီးတင်းငယ်သွားတဲ့ နယ်နမိတ်တွေကိုလွတ်လွတ်ရခဲ့တယ်ဒီနယ်နမိတ်တွေမှာပဲဗြိတိရှ်နယ်ချက်ကမြောက်ပင်ပေးခဲ့တဲ့လက်နက်ကင်နေဟာလွတ်လွတ်ရပြီးတော့ဆယ်နှစ်အကြာမှာပြည်အောင်စုကနေခွဲထွက်မယ်ဆိုပြီးတော့သူတလူငါတမင်းစူးစမ်းဆောင်ရွက်ခဲ့တာဒီအိန္ဒိယနိုင်ငံကြီးတစ်ခုကကွန်မြူနစ်တပုံတွေကိုအားပေးပြီးတော့မြန်မာနိုင်ငံကိုနှစ်ပိုင်းပိုင်းပြီးတောင်ကိုရီးယားမြောက်ကိုရီးယားပုံစံမျိုးတောင်ဗီယက်နမ်မြောက်ဗီယက်နမ်ပုံစံမျိုးယနေ့ဆိုဗီယက်ယူနီယံပြုတ်ကွဲသွားတယ်လို့ပြောယူဂိုစလာဗီးယားပြုတ်ကွဲသွားတယ်လို့မြန်မာနိုင်ငံကိုအစိတ်စိတ်အမှောင်မှောင် လေးပိုင်း၅ပိုင်းအထက်အောက်ပိုင်းပစ်ဖို့စူးစမ်းခဲ့တဲ့ဒဏ်တွေကိုတက်မတော်ဟာခါးစီခံအမုံခံပြီးတော့တိစောက်ခဲ့တာပါတက်မတော်ဆိုရင်တက်မတော်ဟာအဖွဲစည်းဖြစ်ပါတယ်တက်မတော်မှာပါဝင်ထက်ဆောင်နေတဲ့ရဲဘော်တွေရာရှိရငံအကျက်စစ်တီတွေကသူတို့ရဲ့အသက်တွေကိုစွန့်လွတ်သွားတယ်လို့သူတို့ကိုမိခိုနေရတဲ့ဇနီးမယားတွေဟာလည်းတခါတည်းမှာကိုယ်တိုင်ဝင်တိုက်ရတာရှိတယ်သူတို့ရဲ့သားသမီးတွေကတခါတည်းမှာအသက်ပေးသွားရတာရှိတယ် ူ2029ဆက်စစ်ရေးမှာတောက်လျှောက်မှာလဲတခိုင်စစ်မျက်နှာမှာကြီးရှမ်းမြောက်မှာကြီးမြမတက်မတော်သားတွေနဲ့မိသားစုတွေဟာတချို့အာဂံဘွေးမိသားစုဆိုလို့ရှိရင်အမှတ်တန်တနာစရာကောင်းတယ်တမိသားစုလုံးတယောက်မကျန်အသက်ပေးသွားရတာရှိတယ်ဒီလူတွေရဲ့ကျေးဇူးသစ္စာကိုယနေ့တာဝန်ထမ်းဆောင်နေတဲ့တက်မတော်သားတယောက်ချင်းစီကစောင့်တည့်ရမှာဖြစ်တယ်လို့မြမနိုင်ငံသားများအားလုံးကလည်းနိုင်ငံရေးအယောင်သွေးဆိုတဲ့မျက်နှာဖုံးကိုခွာချပြီးတော့ဒီတက်မတော်သားတွေရဲ့မြမနိုင်ငံတော်စီလုံးညီညီကိုမပြုတ်ကွဲအောင် ကမ္ဘာအလယ်မှာတထဲဝဝါနဲ့ကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ်ဘာသာကိုယ်သာသနာရှိအောင်လုပ်တဲ့လုပ်ရည်တွေကိုထောက်ခံအားပေးသင့်တယ်ဆိုတော့ကျွန်တော်ပြောကြလို့ပါတယ်ကျွန်တော်မြန်မာတွေကမညံ့ခဲ့ပါဘူးဒီဘက်ခေတ်မှာပါဒီဘက်ခေတ်မှာမြန်မာနိုင်ငံသားလူတော်တွေအများကြီးပါဒါပေမဲ့ကျွန်တော်ဒီဘက်ခေတ်မှာနှီးပညာခေတ်မီဒီယာခေတ်မှာကျွန်တော်တို့ဟာတပန်းရှုံပြီးတော့ကျွန်တော်မီဒီယာတိုက်ပွဲမှာကျွန်တော်တို့ဟာမရှိမလားခံစားခဲ့ရပါတယ်တတိပြတိနဲ့ပြည်စုံပေမဲ့လည်းမီဒီယာလှိုင်းလုံးအောင်မှာကျွန်တော်မြန်မာနိုင်ငံသားရိုးသားသူတွေဟာအယောင်တွေဆွန့်ထင်ခဲ့ရပါတယ်ဒါကြောင့်ကျွန်တော်တို့ကခုချိန်မှာ ူများတွေက AI ဆိုတဲ့ကိုက AI နိုင်ရမယ်။သူများတွေကနှီးပညာဆိုတော့သူများတွေကနှီးပညာဆိုတဲ့နှီးပညာလုပ်နိုင်ရမယ်။သူများတွေကကားဆိုတဲ့ကားအဖက်ဖက်ကနေပြီးတော့နှီးပညာပဲဖြစ်ဖြစ်နောက်ပြီးတော့ဒီစက်မှုပဲဖြစ်ဖြစ်ကျွန်တော်တို့ကအဖက်ဖက်ကနေပြီးတော့ပြုလုပ်နိုင်ရမှာဖြစ်ပါတယ်။မဟာဗန္ဓုလခေတ္တကအမတန်တတိရှိတယ်။နော်ဒါပေမဲ့သူများဒိုင်းဆိုတဲ့ရှင်မှာကျွန်တော်တို့ဒိုင်းဆိုပြီးတော့မပြစ်နိုင်ခဲ့ဘူး။ဒါကြောင့်မို့လို့ကျွန်တော်တို့ဟာတတိဘလောက်ရှိရှိငှက်ကြီးတောင်ဂါးကြီးကိုစိုက်ချပြီးတော့ရွှေတီးအောင်မှာပဲအသက်ပေးခဲ့ရတယ်။ဒါဘာကြောင့်လဲ။တတိရှိတယ်။ဒါပေမဲ့ခင်နောက်ကြခဲ့လို့ကျွန်တော်မြန်မာနိုင်ငံဟာခင်မီနိုင်ငံတော်အဖြစ်ကိုပြန်လည်တိဆောက်မှာဖြစ်တယ်။ ဒါကြောင့်မလို့တိုက်တဲ့ခိုက်တဲ့ရန်သူတွေကိုလည်းကျွန်တော်တို့ကမီးလို့ရေးလို့ကျင့်သုံးပြီးတော့တကယ်ကိုမိမကောင်းရန်တွေလုံနေတယ်ခုတမျိုးတော်တော်ကြာတမျိုးလုံနေတယ်တက်မတော်ကအာကြီးလို့ရှိရင်ချော့တော်ပေါ်တော်နဲ့အတနာခံသူလိုမျိုးငင်းချမ်းမဲ့လိုချင်သူလိုမျိုးလုံနေတဲ့ KIA လိုကောင်မျိုးတွေကိုလည်းအပြတ်နိုင်နေပြရမှာဖြစ်တယ်။ဘာမှသူတို့တွေကိုခေါ်ပြီးတော့ညှိနှိုင်းစရာအကြောင်းမရှိဘူး။ညှိနှိုင်းတယ်ဆိုတာကတကယ်ကိုတက်မတော်ကိုသဘောထားမှန်တဲ့အမြင်နဲ့လက်တွဲခဲ့တဲ့လူတွေနဲ့ပဲညှိနှိုင်းတင်တာ မြေရန်တက်မတော်ကိုအပြေတန်းဒုက္ခပေးဖို့ပဲချောင်းနေတဲ့ကောင်မျိုးတွေနဲ့ဆိုရင်ဒါမှညီနိုင်တယ်ဘူးအပြက်နှိမ်နေရမှာဒါပေမဲ့ကြိုးစားပါတယ်တိုင်းရင်ဆွေးနွေးဆွေးနွေးတိုက်ဆိုတဲ့စကားလည်းရှိပါတယ်တွေးချင်းမှဆွေးနွေးစရာမရှိဘူးဆိုတဲ့ဟိုဆောက်ယူတွေစကားလိုပြောတော့ကျွန်တော်တို့တွေကပြောလို့တော့မရဘူးတက်မတော်ဟာနိုင်ငံတက်မတော်ဖြစ်တယ်အစင်လာရှိတဲ့တက်မတော်ဖြစ်တယ်ဒါကြောင့်မလို့တိုင်းရင်ဆွေးနွေးဆွေးနွေးတိုက်ရမှာပါပဲတကယ်ကိုယူကရိန်းနဲ့ရုရှားတို့မှာပဲဆွေးနွေးရသေးတာပဲတကယ်ကိုအမေရိကန်နဲ့ဂျပန်ဒုတိယကမ္ဘာစစ်မှာလည်းဆွေးနွေးရသေးတာပဲဒါကြောင့်ကျွန်တော်တို့ကဆွေးနွေးရမယ်ဆွေးနွေးရင်ကျွန်တော်မြန်မာနိုင်ငံသားတွေရဲ့အသက်အဝေးစိတ်တွေပို့ပို့ပြီးတော့ ဆုံးရှုံးတာယော့ပါတာတတ်တာမယ်ဒါကြောင့်မို့ကျွန်တော်ဆွေးနွေးရမယ်ဆွေးနွေးခြင်းနဲ့ရလက်ကောင်းတွေရမယ်ဒါပေမဲ့ဆွေးနွေးခြင်းနဲ့မထိုက်တဲ့နေကောင်းတွေကိုလည်းအပြတ်နှိမ်နှင်းခြင်းနဲ့သာကျွန်တော်ကတိုင်းပြည်ကိုတည်ဆောက်ရမယ်ဆိုတော့ပြောကြရင်လည်းညီကောင်းချိုးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်